ဒီတိုင်းနဲ့ပြန်ပြီးရေးတိုင်းနဲ့ချိန်လာဟုတ်မှာဒီတိုင်းတိုင်းနဲ့ရပြီရပါဟုတ်မှာသူရပါလေသူရပါလေအများကြီးသူစားပြရအတွေ့အကြုံရောမှာပူပြီးပြီးတော့မှာကျူးစားပြီးတော့မှာဒီလိုနေရာမျိုးကိုရောက်ရှိလာခဲ့ရအဲ့လိုနေရာမျိုးကိုရောက်ရှိလာခဲ့ရဖြစ်တဲ့အချိန်မှလေးကိုရကြီးကလူတွေသူစားခဲ့တယ်အခုလေးသူစားစေနောင်လေးတွေတော့ကျူးစားပြီးတော့ဒီလိုလိုသူ့အတွက်စာမေးပေးနေတယ် ဒီလိုဆောင်ရွက်တဲ့အမှာဆောင်ရွက်မှုရှိမှုဘာလဲအခုဒီစပါးလေးစက်ရှေ့ရေးဆိုဘာလို့လဲတော့ဘာလို့ဒီလိုလုပ်တယ်ဒီလိုဝေဒီဆုံးမှာဖြစ်တဲ့အတွက်ထွက်တော်ကိုယ်စားလှယ်ကောင်းဒီကိုကျေနပ်ပြီးသက်ဆိုင်ရာပါတီပါတီများဒီမှာထွက်တော်ကိုယ်စားလှယ်ကောင်းဒီကိုကျေနပ်ပြီးတော့ရွေးကောက်ဖို့ဝင်ရောက်ရှင်းပြချင်အောင် ကျွန်တော်ရဲ့ဘဝတစ်ချောင်းလုံးမှာတန်တမန်ဘဝမှာရောနေပြီးတော့ကောင်းစီဥထာမြို့တော်ဝင်လာတော့သာသနာ့ရေးဝင်ကြီးအဲ့ကာလတွေအလုံးမှာတာဝန်ဝတရားထမ်းဆောင်ရင်ပြည်သူလူထုအပေါ်မှာကုသိုလ်ပြုဖို့ဆန္ဒအမြဲတမ်းရှိခဲ့ပါတယ်အဲ့တော့ငကိုကလည်းရှိခဲ့တယ်အခုလည်းရှိသေးပါပဲနှောင်လည်းပဲရှိနေအောင်ပါပါပဲဘာကြောင့်လဲကျွန်တော်တို့ရခင်တို့ကလည်းကောင်းတာလုပ်ခဲ့တယ်အခုလည်းကောင်းတာတွေလုပ်နေသေးပဲနှောင်လည်းပဲကောင်းတာလုပ်ချင်တဲ့အတွက်ဒီပါတီမှာ ဒီလိုဝင်ပြီးတော့ဒီလိုရွေးကောက်ပွဲမှာမိဘပြည်သူတွေကနေပြီးတော့မှကျွန်တော်ကိုတာဝန်ပေးပါเนาะကျွန်တော်ကိုမဲထည့်ပေးပါကျွန်တော်ဒီလိုမဲထည့်လို့ကျွန်တော်အောင်မြင်လာခဲ့တယ်ဆိုလို့ရှိရင် မိဘပြည်သူတွေရဲ့ကောင်းရာ ကောင်းကျိုးကိုဆက်လက်ပြီးတော့တာဝန်ထမ်းဆောင်ခြင်းနဲ့စိတ်ကြောက်ဒီလိုရွေးကောက်ပွဲဝင်ရင်းဖြစ်တဲ့အတွက်အနိုင်ရရှိလာခဲ့တဲ့အခါမှာလည်းပဲမိဘပြည်သူတွေရဲ့ကောင်းရာကောင်းကျိုးကိုအကောင်းဆုံး စ조사ဆောင်ရွက်သွားမယ်ဖြစ်တဲ့အကြောင်းပြောကြားရင်းနဲ့ဒီကုန်းချုပ်ပါတယ်။